မင်္ဂလာပါရှင်အောက်တိုဘာလ2ရက်နေ့ PPN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ယနေ့မနက်9:30မိနစ်အချိန်တိုက်ထွားချက်များအရမင်္ဂလာပေလောအနောက်အလယ်ပိုင်းမှာဖြစ်ပေါ်နေသောမုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးပုံမအကောင်းလာကဘင်္ဂလားပြည်တော်အနောက်အလယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပြည်တော်အနောက်မြောက်ပိုင်းတို့မှာအကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိခဲ့ပါတယ်။အဆိုပါအကောင်းသောမုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံစစ်တွေမျိုး၏အနောက်အနောက်တောင်ဘက်ရေမိုင်440မိုင်ခန့်အိန္ဒိယနိုင်ငံပူရီမျိုး၏တောင်ဘက်ရေမိုင်160မိုင်ခန့်ကိုပါပူမျိုး၏တောင် အရှိတောင်ရေမိုင်140မိုင်ခန့်နဲ့ပါရာဒိဗ်၏တောင်ဘက်ရေမိုင်190မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်လုံးမှာမုတ်တုံလေအအသင်အသေးရှိနေပါတယ်မိုးတိုက်တောင်ဖြစ်ပေါ်မှုအခြေအနေနဲ့ စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်မိုးတိုက်တောင်များဖြစ်ထုံးမှုအကောင်းဆုံးရှိနေပြီးအဆိုပါမိုးတိုက်တောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်း၊လေပြင်းတိုက်ခိုက်ခြင်း၊မိုးထိတ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးတိုက်ကြွေခြင်း စတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါတယ်။မိုးလေဝသတရေအစီအစဉ်ကိုမိုးလေဝသဌာန MOH ADM နဲ့ winni.com တို့မှရယူဖော်ပြထားပါတယ်။အော်တိုဘာလာနှစ်ရက်နဲ့ PPN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျမသူစားပါ။